တူနေလာတဲ့အချိန်ပိုင်းလေးတူနဲ့တူအဆင်မပြေတာလေးတွေရှိရင်အခုခံလေးတွေအဆင်မပြေတာလေးတွေပြေချောသွားဖို့ဆိုပြီးတော့အခုလို့ဖိတ်ခေါ်ဖိတ်ကြားခြင်းပဲဖြစ်တယ်အင်တာမယဉ်ကျေးတဲ့လူယဉ်ကျေးတို့ရဲ့အစဉ်လာတစ်ခုပဲပေါ့အဲ့ဒီယဉ်ကျေးမှု အစဉ်လာတစ်ခုဟာဘုရားမြတ်စွာရဲ့သာသနာတော်မှာထင်ထင်ရှားရှားရှိနေတယ်ဆိုတာကဘာကိုမိမောင်းထုတ်ပြလိုက်တယ်လို့ပဲအင်တာမ ကောင်းမြတ်တဲ့အစဉ်လာတစ်ခုဩဝါဒနာဆိုပြီးတော့ဝိနည်းချမ်းကမှရှိအဲ့တော့ဒီနေ့ဒီလိုထူးခြားတဲ့မှတ်သားစရာလေးတွေနဲ့ပြည့်နေနေတဲ့သတင်းကြော်လက်ပြည်နေမှာသူတို့တွေဘုရားဘာသာဝင်သူတော်စင်တွေဖြစ်ပြီးအားလျော်စွာဒီနေ့ရထူးခြားချက်တွေဘာတွေရှိတယ်ဆိုတာကိုသိရှိနားလည်ပြီးတော့မိမိတို့ရဲ့အခြေခံစိတ်ဓာတ်တွေသဘောတရားတွေ တခုနဲ့တခုပေါင်းသင်းဆက်ဆံတဲ့အခါမှာညီတို့ပေါင်းသင်းဆက်ဆံကြမယ်ဘယ်လိုသဘောထားရမလဲဆိုတော့ဘုရားမြတ်စွာရဲ့အဆုံးအမတွေကိုကြည့်ပြီးတော့ဒါတွေကအလွန်မှတ်သားလိုက်နာเสียကောင်းတယ်လောကမှာအရင်ခြေဆုံးလို့ဆိုရတဲ့လူအတိုင်းဝိုင်းဟာဘုရားဘာသာဝင်တို့ရဲ့အတိုင်းဝိုင်းပဲဖြစ်တယ်အေးဒီထဲမှာဘုရားဘာသာဝင်တွေကရိုင်းဆိုင်တာမရှိဘူးလားဆိုတော့ဒါကာယကံရှင်နဲ့ပဲဆိုင်နော်မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒရိုင်းဆိုင်တဲ့ဟာတခုမှမရှိဘူး ယဉ်ကျေးမှုအမှန်တမ်းယဉ်ကျေးတဲ့လူယဉ်ကျေးအတိုင်းအဝိုင်းဆိုတာဘုရားမြတ်စွာရဲ့အဆုံးအမတိုင်းလိုက်နာတဲ့ပုဂ္ဂိုလ်ရဲ့အတိုင်းအဝိုင်းပဲဖြစ်တယ်ပေါ့အဲ့ဒီအတိုင်းအဝိုင်းတွေဟာဘိက္ခုဘိက္ခုနီဥပဒကဥပဒေကာလို့ဆိုရက်အဖွဲ့စည်းကြီး၄ရက်ဖွဲ့စည်းကြီး၄ရက်ဆိုတာဒီအမျိုးသားယဟန်တော်အမျိုးသမီးဘိက္ခုနီအမျိုးသားဥပဒကအမျိုးသမီးဥပဒေကာမှာလို့ဆိုရက် ၄ဘက်၄ဓာတ် society buddhist society ဆိုတာဒီ၄ခုပဲဒီ၄ခုဟာမြတ်စွာဘုရားရဲ့သာသနာတော်ကိုတဏှီတိတာဝန်ရှိပြီးတဏှီတိလိုက်တာသုံးချက်ချင်းသုံးကြရတယ်ဘုရားရဲ့တာဝကတွေပဲဖြစ်တယ်ဟုတ်အဲ့တော့ဒီနေ့ရဲ့ထူးခြားချက်ကိုကြည့်ပြီးတော့တို့တွေဟာလည်းပဲဒီစနစ်နဲ့ဒီခေတ်အင်တာမကောင်းမြတ်တယ်အချင်းချင်းရင်ကြီးကြီးနဲ့ ိုင်လျောညီတွေရှိစေအောင်ဖိတ်ကြားမှုဆိုတာလူတွေမှလည်းလုပ်တဲ့နေဟောအတူတကွနေကြတဲ့အထက်မှာအပြစ်ရှိရင်ပြောပါနော်တတိပေးပါလိုက်နာပါမယ်ဆိုတဲ့အပြောလေးတွေဟာလူဘဝမှာအရင်ခြေဆုံးပြောမှုလေးဘာဖြစ်လို့တော့ဆိုလူဆိုဒီမှာတတိကလက်တော့သွားတဲ့အခါမျိုးအတိညာမထီရောက်တဲ့အခါမျိုးအဲ့ဒီလို တတိကင်းလွတ်သွားတဲ့အခါမှာအမှားအယွင်းလေးတွေဆိုတာတဦးနဲ့တဦးပေါ်မှာရှိတတ်တယ်ပေါ့အဲ့ဒီတဦးနဲ့တဦးပေါ်မှာရှိတဲ့စိတ်ခုစရာလေးတွေပါထိုစိတ်ခုမှုတွေမရှိဘူးတဦးနဲ့တဦးမေတ္တာတက်ရောက်မှုဆိုတာအင်တာမအရေးကြီးတာပေါ့အခုဒီအပြီးတော့ပြန်ပွားရေးအသိဉာဏ်လို့ဆိုပြီးတော့ဖွဲ့ထားတဲ့ဒီအသိဉာဏ်အသိနာတွေဟာလည်းပဲဘုရားမြတ်စွာရဲ့အဆုံးအမရအင်တာမတို့အသိဉာဏ်အသိနာတွေ အချင်းချင်းလည်းပဲစိတ်ခုစရာတွေမရှိစရာဘူးအပြာလန်နားလည်မှုတွေပြီးပြီးတော့မိမာရင်ကြီးတဲ့တကယ့်ကိုဘုရားတာဝကဘုရားဘာသာအတင်းကြီးဆိုတာဖြစ်တယ်လို့စိတ်ထဲနှလုံးထဲမှာလည်းဒီလိုမှတ်သားထားပြီးတရင်ကျွတ်ရဲ့စိတ်ဓာတ်ပဝရဏစိတ်ဓာတ်ပဝရဏရင်ကြီးမှုတွေကိုလက်ခံကျင့်သုံးဖို့လိုအပ်တယ်ဒါလို့ဆိုတာပေါ့နော်အဲ့တော့ဒီပဝရဏဖိတ်ချမှုပါ မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကပဲသူကိုယ်တိုင်ကလည်းငါကဖရားပဲငါဟောတာပဲမင်းတို့လိုက်နာကြရမယ်ဆိုတဲ့အပြောမျိုးဘယ်တော့မှမပြောမြတ်စွာဘုရားမြတ်စွာဘုရားကိုယ်တိုင်ယဟန်တပည့်တွေကိုဖိတ်ခေါ်တယ်အေးငါမှတစုံတစ်ခုမှားတာရှိရင်ပြောကြဆိုမြတ်စွာဘုရားကိုယ်တိုင်ကဒီဖိတ်ခေါ်တယ်ဆိုတာကိုသိရင်အလွန်အဟောစရာကောင်းတယ်နော်အလွန်အဟောစရာကောင်းတယ်အဲ့ဒီစာလမ်းလေးကိုပြန်ပြီးတော့ပြောကြည့်အောင် ဘုရားမြတ်စွာရဲ့ဒေသနာတော်တွေထဲမှာဒီတန်ရုပ်ပါဠိတော်ထဲမှာဝင်ကိတတန်ရုပ်ဆိုတာရှိဝင်ကိတမထေရကရုပ်ချင်းထထပြီးတော့ချစ်ကျူးတဲ့စကားလေးတွေကြပြာနဲ့တီကုံးပြီးတော့ရွတ်ဆိုတယောက်ထားလေးရှိတယ်အဲ့ဒီဝင်ကိတတန်ရုပ်မှာဩဝါရဏတုတ်တန်ဆိုတာရှိတယ်ဘယ်ချိန်လုံးလို့ဆိုတော့ အဲ့ဒီပွာရဏတုတ်တံမှာလည်းအခုလို့သတင်းကျွလှပြည်နေပဲမြတ်စွာဘုရားကိုယ်တိုင်ကတပည့်တွေကိုပွင့်လင်းစွာသူ့အပြစ်ရှိရင်ပြောကြလို့ဆိုတော့ဘုရားကိုယ်တိုင်ကဖိတ်ခေါ်ခဲ့တာရှိပေါ့နော်အဲ့ဒီမှာရှာန္ဒနာကဏိဒံအနေနဲ့ပြောထားတာဘာလို့ဆိုမြတ်စွာဘုရားကတာဝတိပြည်ပုဗ္ဗာယုံကြောင့်ဝိကာရမာတာရဲ့ပြတ်သက်ဆောင်မှာသတင်းသုံးနေတယ်တဲ့အခုလို့သတင်းကျွလှပြည်နေကြီးမှာ မြတ်စွာဘုရားမိဂရမတုပတ္တရပြတ်တကဏီအောက်ဆင်းပြီးတော့ကျေဝန်းနဲ့လွင်ပြင်းကြီးမှာထိုင်နေတော့ယဟန်တန်က900ရပါလေမြတ်စွာဘုရားကိုခြံရံပြီးတော့ဘုရားနာမှာထိုင်နေချာအဲ့ဒီလိုထိုင်နေတဲ့အချိန်လေးကအခုလိုသတင်းကြွလာပြီးနေအချိန်လေးတစ်ခုပဲဖြစ်တယ်အဲ့ဒီလိုထိုင်နေတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကတန်ခပိယတ္တတေကိုမိတ်ချတဲ့ ဖိတ်ကြားတဲ့စကားလေးတခုမြတ်စွာဘုရားကိုယ်တိုင်မိန့်ကြားခဲ့တာရှိတယ်ဟောဖယားလို့ပုဂ္ဂိုလ်ကတောင်းပါပဲငါအပြစ်ရှိရင်ပြောကြလို့ပြောသေးတာပဲဂျန်တဲ့ပုဂ္ဂိုလ်ကဘာမှပြောနိုင်ကြရှိမလဲနော်မြတ်စွာဘုရားကယဟန်နေကိုဘလို့မိန့်ရှိတော့ဆိုဟန္တဓာနိဘိခွေပဝရေမိယဟန်တို့အခုသင်တို့ကပန်ကြားပါလေဖိတ်ကြားပါလေ ခန္ဓာဓာဏိဘိက္ခုဘဝရေမိဘောနာသမေကိဉ္စီဂရဟထကာယကံဝါစေတတိကာယကံဝါစေတတိကံဝါသတိကံဝါလို့ဒါမြတ်စွာဘုရားမိန့်ကြားခဲ့တဲ့စကားနော်ယန်းတို့အခုသင်တို့ကမဖိတ်ကြားပါတယ်ငါ့ပေါ်မှာကာယကံမှုဝစီကံမှုနဲ့များပြည့်တင်စရာရှိကြတယ် ူလားပြစ်တင်เสียရှိရင်ပြောကြပါလို့ဆိုရတဲ့နော်ကာယကမှုဝစီကမှုနဲ့ပတ်သက်ပြီးတော့ပြစ်တင်เสียများရှိခဲ့လို့ရှိရင်ပြောနိုင်တယ်လို့မြတ်စွာဘုရားဒါဖရာပွားရဏပြုတာပဲပေါ့နော်မြတ်စွာဘုရားအဲ့ဒီလိုဖရာကငါဟာအများရဲ့ခေါင်းဆောင်ဖြစ်တယ်ငါကသာတတိပေးရမယ်ငါတကယ်တည်းကငါ့ကိုတတိပေးเสียမလိုဘူးလို့ဒီလို ရသော်ဗျာရဲ့စိတ်ဓာတ်ထဲမှာမရှိဘူးဆိုတာအမြဲတမ်းပွင့်လင်းထင်ရှားသို့တော့ရသော်ဗျာရဲ့အပြစ်ကိုထောက်ပြနိုင်တဲ့ပုဂ္ဂိုလ်ရှိလားဆိုမရှိဘာလို့မရှိအပြစ်မှမရှိတာရှိလို့ပြောတာမဟုတ်ဘူးရသော်ဗျာကဒီဒိဋ္ဌာနုဂတိလို့ခေါ်တယ်ကောင်းတဲ့အစဉ်အလာတွေကိုလိုက်နာကျင့်သုံးပါစေနော်အဲ့တော့အခုခေတ်လူသားတွေပေါ့လေကြံတဲ့လူသားတွေနဲ့အခုခေတ်ရောရှေးခေတ်ရောပေါ့ ကျန်တဲ့လူသားတွေနဲ့စိတ်ဓာတ်ရေးရဟာအမှန်တမ်းကွာခြားလူကြီးဖြစ်သွားပြီဆိုလို့ရှိရင်ငါကိုလာမပြောနဲ့နော်ငါပြောတာပဲလို့ဆိုတော့အဆင့်မျိုးရောက်သွားကြတယ်သူကအပြောခံတာမဟုတ်တော့ဘူးသူပြောတာပဲမလိုက်နော်အဲ့ဒီလိုအထိပယ်မျိုးရောက်တယ်မြတ်စွာဘုရားကကြည့်မိရှိတာနာသမေကိဉ္စီကရဟထကာယိကံဝါဝါစတိကံဝါကိုမှုနှုတ်မှုနဲ့ဆက်ဆက်ပြီးတော့ ဘာမှကဲเสียရတယ်ဗျာမရှိကြဘူးလားရှိရင်ပြောကြလို့ဆိုတဲ့အထိပ္ပယ်ပြောကြဟုတ်အဲ့ဒါလို့ရသော်ဘုရားကိုယ်တိုင်ကတန်ခါပိယိတတန်ခါ900ရှားမှာပွင့်ပွင့်လင်းလင်းအခုလို့ပြောတကယ်ကတော့မြတ်စွာဘုရားဟာသူတော်ဘာတွေက၆ပြမှကောင်းတယ်ဆိုတဲ့အနေထားမျိုးမရှိပါဘူးတကယ်တော့နော်၆ပြကင်းတဲလဲစင်မြတ်စွာဘုရားမှာဘာပြမှကျွလွန်တယ်မရှိဘူး မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့သူများတွေရဲ့ဟိုအထောက်အကူပြုပေးဖို့သူများတွေရဲ့စောင့်ရှောက်မှုနဲ့နေရတဲ့အချက်မျိုးဆိုတော့လုံးဝမရှိဘူးမြတ်စွာဘုရားရဲ့ကိုမှုဟာလည်းအမတမဆင်ကြယ်တယ်နှုတ်မှုကလည်းအမတမဆင်ကြယ်တယ်စိတ်ထဲကကြံစည်တွေးတောမှုတွေကလည်းအလုံးတန်ရှင်းဆင်ကြယ်တယ်အပြစ်မရှိဘူးနောက်ဆုံးကမြတ်စွာဘုရားရဲ့အသက်မွေးမှု ဘဝဆိုတာလူခန္ဓာကိုရထားလို့ရှိရင်အဲ့ဒီခန္ဓာကိုအသက်ရှိဖို့အတွက်အတ္တမွေးဝါညောင်းဆိုတာရှိရအဲ့ဒီအတ္တမွေးဝါညောင်းမှုနဲ့ပတ်သက်လည်းပဲမြတ်စွာဘုရားကပရိသုဒ္ဓါဇီဝလောကဆင်းရဲတဲ့အတ္တမွေးမှုရှိအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘသူစီကမှ ထောက်ခံချက်ယူစရာမရှိဘူးနော်ကာယကံနဲ့ပတ်သက်ပြီးတော့လည်းအပြစ်တစုံတရာမရှိဘူးဝစီကံလို့ဆိုတဲ့နှုတ်အပြောနဲ့ပတ်သက်ပြီးတော့လည်း ြည့်တစုံတရားမရှိဘူး။ကာယကဝစီကမရှိဘူးဆိုတဲ့ဒီမကဘူး။စိတ်แท้ကကြံတွေးမှုနဲ့ပတ်သက်ပြီးတော့လေအပြည့်တစုံတရားမရှိဘူး။အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်ပြီးတော့လေအပြည့်တစုံတရားမရှိဘူး။အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ရသော်ဘုရားကသူများစီကထောက်ခံတာလိုအပ်တာမဟုတ်ပါဘူး။သို့တော့အစင်လာကောင်းတစ်ခုလိုက်နာချက်သုံးစီဖို့အတွက်ဘုရားကိုယ်တိုင်ကစံပြအနေနဲ့အေး ငါမှကိုမှုနှုတ်မှုနဲ့ပတ်သက်ပြီးတော့ကဲရစရာရှိရင်ပြောကြပြစ်တင်စရာများရှိရင်ပြောကြလို့ဒီလိုယဟန်နေရဲ့ရှားမှာမြတ်စွာဘုရားကိုယ်တိုင်ကပဝါရဏပြုတဲ့အနေနဲ့ဖိတ်ကြားခဲ့တယ်ဖိတ်ခေါ်လိုက်တယ်ဟုတ်ဒါအင်မတန်မှရဲရဲတဲ့စကားတစ်ခုလို့ဒီလိုပြောရအောင်တခြားဘာသာရေးခေါင်းဆောင်တွေကဒီလိုမလုပ်ရဲဘူးဒီလိုလှုပ်ထန်တဲ့ပြိဋ္ဌာန်တွေကဟိုကလည်းညှို့ထထိုးဒီကလည်းညှို့ထထိုးပြီးပြည့် မြတ်စွာဘုရားနဲ့ခစ်ပြိုင်ဘာသာရေးဆရာကြီးတွေဟာ6ဦးတောင်ရှိတာပဲအဲ့ဒီ6ဦးလုံးဟာသူ့လူတွေသူမနိုင်ကြဘူးသူတပည့်တွေကိုသူတို့မနိုင်ဘူးသူတပည့်တွေကလည်းသူတို့ကိုခြေနှက်ကြတာမဟုတ်ဘူးမခြေနှက်တဲ့လူတွေရှိတခါတော့ကပုရဏကသမားကတရားဟောနေတာတပည့်တဦးကထပြီးတော့ကန့်ွက်တယ်ကိုရောဟောတာမှားတယ်အဲ့ဒါအဲ့ဒါလို့မဟုတ်ဘူးဆိုပြီးတော့ထပ်ကန့်ွက်တယ် ထကံွက်တဲ့အခါကျတော့ပုရဏကသမားပြောတယ်ငါပြောတာနားထောင်အောင်ငါပြောတဲ့ကြားထဲမှာဝင်မပြောပါနဲ့လို့ပြောတာလည်းမရဘူးတဲ့သူပရိသတ်သူမထိန်နိုင်ဘူးဆိုတာပိဋကထဲမှာမှတ်တမ်းတင်ထားတာရှိတယ်နော်မှတ်တမ်းတင်ထားတာရှိတယ်ထို့တူပဲမက္ခလိဘောတလာတို့သင်္ဆေယပေလထပုတ္တာတို့ပကုဒါကိဆာယနာတို့အဇိတာကေတကမ္မလနိခန္ဓာနာတာပုတ္တာဆိုတဲ့ဉာဏ်နဲ့ဆရာကြီးတွေလည်းဒီအဖြစ်မျိုးတွေကြုံတာ ်မြတ်စွာဘုရားကြတော့တပည့်တော်ကတွေဟာတုတ်တုတ်မှမလှုပ်ဘူးဘုရားတရားဟောနေတာကိုချောင်းကလေးဟမ့်မိတာနဲ့အနာကကိုတော်ကတံတောင်လေးနဲ့တွေ့ပြီးတတိပေးတယ်ဘုရားတရားဟောနေတယ်အတမထွက်စေနဲ့ဒီလိုတတိပေးတာတောင်ရှိတယ်အချင်းချင်းဟာအမတမညင်ညွတ်ပြီးတော့ဘုရားရှိပါဆိုရင်အမတမတိတ်ဆိတ်ငြိမ်သက်စွာနေထိုင်ရတာဖြစ်တယ်ဩဒါကြောင့်မို့တပည့်တွေရဲ့မျက်နှာမှုကိုအရာဆုံး ဘာသာရေးခေါင်းဆောင်ဟာဘယ်သူလဲလို့ဆွေးနွေးမေးမြန်းကြတဲ့အခါမှာတမနာဂေါရမလို့ဆိုရဲဂေါရဝဖရာတဆူတာပဲရှိတယ်ပေါ့။ကြံတဲ့ဆရာကြီးတွေဟာသူတို့တပည့်သူတို့မနိုင်ဘူးတဲ့။မြတ်စွာဘုရားကတပည့်တွေကိုနိုင်တယ်လို့ဆိုတာကိုတော်တိုင်းကလည်းယဉ်ကျေးတယ်။တပည့်တွေကလည်းယဉ်ကျေးတယ်။ကိုတိုင်းတန်ကလည်းငြိမ်သက်အေးချမ်းတယ်တပည့်တွေကလည်းငြိမ်သက်အေးချမ်းတယ်ဆိုတဲ့တကယ်အနှစ်သာရဘိုင်းမှာဖြစ် ပြည့်စုံနေတာဖြစ်သောကြောင့်အင်တမဏငြိမ်းချမ်းတယ်။အဲဒီလိုအခြေအနေမှာတောင်းမြတ်စွာဘုရားကဟန္တတာနိဘိခွေပဝါသေးမိဝဇန်တို့အခုငါတင်တို့ကိုဖိတ်ခေါ်တယ်။ငါမှပြောเสียရကဲ့ရဲ့เสียရကိုမှုနှုတ်မှုညာရှိရင်ပြောကြပြောနိုင်ပါတယ်လို့မြတ်စွာဘုရားဒီလိုဖိတ်ခေါ်လိုက်။အဲဒီလိုဖိတ်ခေါ်လိုက်တဲ့အခါမှာ ဒီတန်ခါပညာတတ်ထဲမှာအကြီးအကဲနေတယ်ဘသူပါလာတော့ဆိုရှင်သာရိပုတ္တရာမထေရပါလာတယ်အဲ့ဒီရှင်သာရိပုတ္တရာမထေရကယုတ်တိဒီလက်ကြော်ထုံးလို့မြတ်စွာဘုရားရှိမှဆောင်းကြောင်လေးထိုင်ပြီးတော့သူကပြန်လျှောက်တယ်နာခောမယံပန္တိနော်ဘဂဝတော်ဂိရှိကရဟံမှာရှင်ဘုရားရဲ့တပည့်တော်တို့ဘုရားပေါ်မှာအပြစ်တစုံတရား ကိုမှုနှုတ်မှုနဲ့ပတ်သက်ပြီးကဲရဲစရာတခုမှတပည့်တော်တို့မှာမရှိပါဘူးတဲ့။ရသော်ဘုရားနဲ့ပတ်သက်ပြီးတော့လုံးဝရှင်းတတ်ပါတယ်။ဘာကြောင့်လဲလို့ဆိုတော့သူကအကြောင်းပြအကြောင်းပြတဲ့အခါမှာရှင်တော်မြတ်ဘုရားဟာဒီလမ်းစဉ်ကိုရှေးဥစွာတည်ထွင်ပြီးတော့လမ်းစဉ်ချပေးတဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။နိဗ္ဗာန်သွားတဲ့လမ်းကြောင်းကြီးစတင်ပြီးတော့တည်ထွင်ပြီးတော့ဟောကြားတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်။ အခုတပည့်တော်တို့ဆိုတာမြတ်စွာဘုရားချမှတ်ထားတဲ့လမ်းကြောင်းအတိုင်းလိုက်လို့နိဗ္ဗာန်ကို တွေ့ကြုံရတာဖြစ်တော့တပည့်တော်တို့အနေနဲ့မြတ်စွာဘုရားပေါ်မှာအပြစ်တစ်စုံတည်းတခုမှမမြင်ရပါဘူးလို့ရှင်သာရိပုတ္တရာကပြန်လျှောက်တယ်နော်ဘုရားပေါ်မှာအပြစ်တစ်စုံတည်းမရှိပါဘူးအခုတပည့်တွေဆိုတာမြတ်စွာဘုရားချမှတ်ထားတဲ့လမ်းကြောင်းအတိုင်းလိုက်နေကြတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့မြတ်စွာဘုရားပေါ်မှာကဲရစရာတခုမှမရှိပါဘူးလို့ လျှောက်ထားပြီးတော့ရှင်သာရိပုတ္တရာကမလျှောက်ပြန်တော့ဆိုအရှင်ဘုရားတဲ့တပည့်တော်အပေါ်ရှင်မြတ်စွာဘုရားအနေနဲ့ပြောเสียရကိုမှုနှုတ်မှုနဲ့ပတ်သက်ပြီးကဲရစရာများရှိ ရှိပါသလားဘုရားတပည့်တော်ဖိတ်ကြားပါလေမြတ်စွာဘုရားမိန်ကြားတော်မူပါဆိုတော့မြတ်စွာဘုရားက သာရိပုတ္တရာတဲ့အင်ပေါ်မှာလဲငါဘာမှပြောเสียမရှိပါဘူးတဲ့တဲဟာငါတပည့်သာရိပုတ္တရာဟာ အင်မတန်မှကြီးမားတဲ့ပညာရှိတယ်၊ကျယ်ပြန့်တဲ့ပညာရှိတယ်၊ရှင်လန်းတက်ကြွတဲ့ပညာရှိတယ်၊ထိုးထွင်းသိနိုင်တဲ့ပညာရှိတယ်။ငါဘုရားဟောသမျှတရားတွေကိုနောက်ကနေလိုက်ပြီးတော့ပြည့်ပြည့်စုံစုံဟောကြားနိုင်တာသင်တဲ့ဦးတဲ့ပဲ။ဒါကြောင့်မို့လို့ငါတပြည့်သာရိပုတ္တရာအပေါ်မှာအပြစ်တစုံတရားငါမရှိပါဘူးလို့မြတ်စွာဘုရားကလည်းဖွင့်ထုတ်ပြီးတော့ဒီလိုပြောတယ်နော်။ဘုရားကိုယ်တိုင်ကလည်းဘာအပြစ်မပြောစရာမရှိပါဘူးလို့ဆိုတော့ ရှင်သာရိပုတ္တရာကဆိုရင်ပြားတဲ့ဟောဒီယဟန်ရောတပည့်တော်သူတို့ကိုစားဖိတ်ကြားပါလေပြောเสียရကဲ့ရဲ့เสียရများရှိပါသလားကိုမှုနှုတ်မှုနဲ့ပတ်သက်ပြီးပြောเสียရကဲ့ရဲ့เสียရရှိပါသလားဆိုတော့မြတ်စွာဘုရားကမရှိပါဘူးတဲ့ဒီထဲမဲ့အပား60ကတေဝိဇ္ဇဝိဇ္ဇသုံးပါးရရှိထားတဲ့တခေရဟန္တာပုဂ္ဂိုလ်ဖြစ်တယ်တဲ့ နောက်ထပ်အပါ60ဆက်လာပိညာအဘိညာဉ်6ပါးနဲ့ပြည့်ဝတဲ့ဂုံတုဝိသေတာရှိတဲ့ရဟန္တာတွေပဲဖြစ်တယ်။ဟောတေဝိဇာနဲ့ဆက်လာပိညာနောက်အပါ60ဟာဥပတောဘာကဝိမု ക്ത ။နှစ်ဖက်အစုံကနေပြီးတော့ဟောနှစ်ဖက်အစုံကနေပြီးတော့ကိလေသာတွေကလွတ်မြောက်ထားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်တယ်။ဉာဏ်နဲ့ပုဂ္ဂိုလ်တွေကပညာဝိမု ക്ത ပုဂ္ဂိုလ်တွေဖြစ်တယ်။အဲ့တော့ဒီ ယဟန်900စလုံးဟာတကယ်ယဟန္တာတွေကြီးပဲလို့ဆိုတော့အပြစ်ပြောစရာတခုမှမရှိဘူးလို့မြတ်စွာဘုရားကအတီးပြုတ်ပြန်ချပေးလိုက်။ဒီဘလောက်ယဉ်ကျေးတို့ဘာမှအပြစ်မရှိတာတောင်မှပဲအပြစ်ရှိရင်ပြောကြလို့ဒီလိုဖွင့်ဟပေးနိုင်တဲ့ဒီစိတ်ထားသဘောထားဟာဘလောက်ကြီးမြတ်တယ်လဲဆိုတာစဉ်းစားကြည့်နော်။လောကလူတွေဟာကိုယ်မနာကိုမချိုးနိုင်ဘူးနော်။ကိုယ်မနာကိုကိုယ်ချိုးနိုင်ဘူး။ ရှင်သာရိပုတ္တရာတို့ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေဟာမာနဆိုတာလုံးဝမရှိတဲ့ပုဂ္ဂိုလ်မျိုးပဲလုံးဝမရှိဘူးတောင်းပန်ကြရှင်သူကပဲအရင်တောင်းပန်တယ်ဇာလန်းလေးတွေရှိတယ်ပိဋကတ်ထဲမှာ ရှင်သာရိပုတ္တရာမထေမြတ်ခုနှစ်နှစ်အရွယ်ကိုရင်လေးတစ်ပါးကရှင်သာရိပုတ္တရာသင်္ကန်းစာလေးနောက်မှရှင်းကြပြီးမညီမညာဖြစ်နေတာကိုထောက်ပြပြီးအရှင်ဘုရားသင်္ကန်းကြီးရှင်းကြနေပါတယ်လို့ပြောလို့တယုတ္တိတလေးတစားသင်္ကန်းကိုပြင်ဆင်ဖို့ပြီးတော့မှ ရှင်သာရိပုတ္တရာကတင့်တယောပါပြီလားလို့ကိုရင်လေးကိုတောင်းမှ respect ပေးတယ်ပေါ့တလေးတစားလောက်တယ်လို့ပြောတယ်အခုချိန်မှာဆိုလို့ရှိရင်ပြောလိုက်မယ်နော်ခဏခဏကြားရတဲ့စကားကရှာမရှိနဲ့ဆိုတဲ့စကားပဲနော်ရှာမရှိနဲ့ဆိုတဲ့စကားလုံးကတော့တွင်တွင်သုံးတာအဲ့ဒီမှာရှင်သာရိပုတ္တရာကအဲ့လိုစကားမပြောတဲ့အဖြစ်ဘာဖြစ်လဲဆိုတော့ တရဟုပပိစီတော်တန်တော်ဇာတိယတတ္တဝတိကိုမွေးဖွားလာလို့ခုနှစ်နှစ်ပဲရှိသေးတယ်။ကိုရင်ဝတ်တာလည်းဒီကနေ့မှဝတ်တာ။အဲ့ဒီကိုရင်လေးကသူ့တောင်အပြစ်ထောက်ပြပြီးပြောမယ်ဆိုရင်ဥထိပ်ရပန်ဆင်ပါတယ်လို့ပြောနိုင်။ဒါကအမတန်ပညာကြီးတဲ့ပုဂ္ဂိုလ်။ပညာမာနရောဘာမာနမှမရှိတဲ့ပုဂ္ဂိုလ်သူမြတ်ကြီးတွေရဲ့စိတ်နေသဘောဓာတ်ဟောကြီးတို့တွေအတူယူချရမှာဖြစ်တယ်ပေါ့။အတူယူနိုင်ရမှာပေါ့။ ဒါလောက်ကြီးမားတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်မြတ်ကြီးတောင်မှပဲအခုလိုစိတ်နေသဘောထားတွေထားနိုင်နေစင်။ဘာလို့ဘာလို့မထားနိုင်ရမှာလဲ။ထိုးကြိုးစားပြီးတို့မှရှိတဲ့ခုံကဘာမှပြောလောက်တာလည်းမဟုတ်ဘူး။အံ့ဩလောက်တာလည်းမဟုတ်ဘူး။အခုမြတ်စွာဘုရားလို့ပုဂ္ဂိုလ်မျိုးတောင်မှတပြက်တာဝကတွေပဲလှည့်ပြီးတော့ပြောเสียရှိရင် ပြောကြဖို့ဖိတ်ကြားပါတယ်ဆိုတဲ့စကားဟုတ်တော့ပြောနိုင်လေတာပဲတို့ကဘာလို့မပြောနိုင်ရမှာလဲလို့ကိုယ့်ကိုယ်ကို ဆုံးမဖို့ကောင်းတဲ့စကားရတဲ့ပြေပေါ့နော်။ အဲ့တော့ရှင်သာရိပုတ္တရာမထေရကဒီယန်းနေပုံမှာပြည့်ရှိသလားပြည့်ရှိရင်မိတ်တော်မူပါမိတ်တဲ့အခါကျတော့မြတ်စွာဘုရားမရှိပါဘူးတဲ့အလုံးကဒီ60ကတေဝိဇ္ဇပတ္တယဟန္တာတွေနောက်60ကသလဗိညာအဘိညာ6ပါးရတဲ့ဂုံတုဝိသေသတဲ့ယဟန္တာဖြစ်နေတဲ့ပုဂ္ဂိုလ်တွေနောက်60ကဥပတောဘာကဝိမုဒ္ဒအာရုပသမာဘတ်နဲ့ရူပကာယမှတွံ့မြောက်တယ် အရတမဲနဲ့နာမကာယလို့ဆိုတဲ့ကိလေသာတွေကနာမကာယဘက်ကနေလွတ်မြောက်တယ်ဆိုနှစ်ဖက်ကနေလွတ်မြောက်တယ်ဘက်ဆုံးလွတ်မြောက်မှုရှိတဲ့ပုံကိုယ်တွေလို့အဲ့ဒါလို့ထူးခြားတဲ့တပိတာဝကတွေဖြစ်လို့ပြောเสียတာတခုမှမရှိဘူးလို့ရသော်ဗျာအခုလို့ပြန်ကြားတာပေါ့နော်အဲ့ဒါပဝါရဏတုတ်တံမှာလာတဲ့စကားရတိပဲဖြစ်တယ်ပေါ့နော်